ချိန်ကတော့1958ခုနှစ်စက်တင်ဘာလရဲ့မိုးသည်ထန်နေတဲ့ညတညဖြစ်ပါတယ်။အိုင်းနိုင်ငံရုတ်တရက်မြို့ဟောင်းကြီးတစ်ခုလုံးကမောင်လူထဲမှာနင်းမြုပ်နေပြီ။လမ်းမီးတိုင်းတွေမရှိ။လူသူရိပ်ရောင်ကင်းမဲ့နေပြီ။ရာစုနှစ်ပေါင်းများစွာတက်တန်းရှိတဲ့ဈေးဒီပြက်ကြီးတွေဟာမိုးကြိုလက်တဲ့ချိန်တိုင်းမှာကောင်းဆိုးဝါးတွေလိုရိမ်မဲကြီးတွေထိုးထွက်နေပါတယ်။အဲ့ဒီဈေးဒီပြက်တွေတဲကမှဝက်ဝက်ချနာဘူရာနာလို့ခေါ်တဲ့ဈေးဒီကြီးရဲ့ခြေရင်းမှာတော့လူရိပ်ရောင်တချို့လှုပ်ရှားနေကြပါတယ်။ သူတို့ဟာအာမန်ဖျားဘူးတွေမဟုတ်ပါဘူးသူတို့ရဲ့လက်ထဲမှာပေါက်တူးတွေခေါ်ပြားတွေမိအိမ်တွေကိုစီနေမျက်နာမှာတော့လောဘစိတ်ကြောက်ရွံ့စိတ်ရောပြုံးနေချွေးသီးတွေကြလို့ပေါ့သူတို့ဟာအယုဒ္ဓယရွှေတိုက်ကိုလာဖောက်တဲ့တခိုးကိုင်းတစ်ဖွဲ့ပါပဲကောင်းဆောင်ဖြစ်သူကတိုးတိုးလေးမိတ်ပေးလိုက်တယ်မြေမြန်ဒူးစံမိုးမလင်းငင်ကတော့ဒီကထွက်ရေကြီးကိုဒူးလိုက်တဲ့တန်တွေကမိုးတန်တွေကြားမှာတိုးတိုးလေးထွက်ပေါ်နေပါတယ် ။တစ်ပေနှစ်ပေသုံးပေနောက်ဆုံးမှတော့သူတို့ရဲ့ပေါက်တူးသွား။မကြောတဲ့ຢာကူကိုသွားပြီးထိမိလိုက်။တောက်ခနဲတန်တဲ့သူရှေးအောင်အုတ်ကူပေါက်ကြီးကိုပွဲသွားခဲ့ပါတော့။အဲ့ဒီအုတ်ကူပေါက်ကနေထွက်လာတာကတော့နေပေါင်း100လောက်ပိတ်လောင်ခံထားရတယ်။ဒီဘုံနဲ့တွင်နေတူ။ပေါင်ပိုက်နေတဲ့မြေရောက်ခန်းကြီးတစ်ခုပါ။အခိုးတွေကမီးအိမ်ကိုကင်ပြီးတုံတုံရင်နဲ့အောက်ကိုဆင်းသွားကြပါ။အောက်ဆုံးဆင့်ကိုရောက်တဲ့အခါမီးရောင်အောင်မှာသူတို့မြင်နိုင်ရတဲ့မြင်ကွင်းကသူတို့ရဲ့တက်ရှူတန်တွေကိုရပ်တန့်သွားစေခဲ့ပါ။ရွှေတွေရွှေတွေ ။ဒါကိုကြည့်လိုက်ကြည့်လိုက်ရွှေတွေကြီးပါပဲ။ရွှေစင်ရုပ်တွေရွှေသားရှိတွေရွှေကုန်းအစ်တွေရွှေဖျားဆင်းတို့တော်တွေဟာတောက်လို့ပုံနေပါလေ။ဗရယ်များတွေစိန်တွေစီချေထားတဲ့မင်းမြောက်တစားတွေဟာမီးရောင်အောက်မှာရောင်တောက်နေတုန်းပါပဲ။ဒါဟာပုံမြင်တစ်ခုမဟုတ်ပါဘူး။အကူက58ခုနှစ်ကတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမယ်ကြီးတစ်ခုပါဒါပေမဲ့အဲ့ဒီသခိုးတွေမတိခဲ့တာကတော့သူတို့ဖွင့်လိုက်တာယတနာတိုက်တစ်ခုတည်းမဟုတ်ဘူးဆိုတာပါပဲ သူတို့ဟာနှစ်ပေါင်းရာချီဆောင်ဆိုင်နေတဲ့ဂျင်စာတကားပေါက်ကိုဖွဲလိုက်မိတာဖြစ်နေပါတယ်။ဒီဂျင်စာသင်းရွှေတန်းကြီးဘယ်ကနေရောက်လာသလဲဆိုတာကိုသိဖို့ဆိုရင်ကျွန်တော်တို့ဟာချိန်စဝန်းထဲကနေလုံခဲ့တဲ့နှစ်ပေါင်း250ကျော်1900ခုနှစ်ဝင်းကျင်လောက်ကိုပြန်သွားကြရပါလိမ့်မယ်။အဲ့ဒီချိန်ကအယုဒ္ဓယအခုလိုဇေဒီပြည်ကြီးတွေမဟုတ်သေးပါဘူး။အဲ့ဒီခေတ်ကအယုဒ္ဓယကကဘာအောင်မှအချမ်းသာဆုံးအကြီးကျယ်ဆုံးမြို့တော်တွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။ ဥရောပကုန်တွေတွေပေါ်တူဂီတွေဒက်ရှ်လူမျိုးတွေကအယုဒ္ဓယာကိုရောက်တဲ့အခါဗဇန်ဟောင်းသားနဲ့အန်ဝန်းကြပါသူတို့ကအယုဒ္ဓယာကိုရှီတိုင်းရဲ့ဗင်းနစ်မြို့တော်လို့တော့တင်စားခေါ်ဝေါ်ခဲ့ကြတာပါ။ဘာကြောင့်လဲဆိုရင်မြို့တော်တစ်ခုလုံးကိုရေမြောင်းတွေနဲ့ဝန်းရံထားပြီးရွှေရောင်တဝင်းဝင်းတောက်ပနေတဲ့ဈေးဒီပထိုးပေါင်းထောင်ချီရှိနေလို့ပါပဲ။မှတ်တမ်းတွေကအယုဒ္ဓယာကဖျားစီတီတွေရဲ့ထိပ်ဖျားတွေနန်းတော်တိုင်လုံးတွေဟာရွှေစစ်တင်တဲ့မောမန်ထားတယ်လို့ဆိုပါတယ် ။နေရာအောင်မှာကြီးလိုက်ရင်တမျိုးလုံးဟာရွှေရောင်တွေထနေပြီ။မျက်စိတော့မဖွင့်နိုင်လား။လင်းလက်နေတတ်ပါတယ်။ကုံတွေကြီးမှလည်းအလွန်ချက်ချာကြပါတယ်။ဂျပန်တရုတ်အိန္ဒိယပါရှန်ဥရောပကုံတွေတွေကကျောက်ဖရမစ်ကျောင်းတိုင်းဆန်တက်ပြီးအယုဒ္ဓယာမှာရောင်းဝယ်လုပ်ကြပါတယ်။အိုးတွေတွေကျွေးတွေတွေတနတ်တွေစင်စဲတွေပစ္စည်းမျိုးစုံဖလှယ်ကြတယ်။ဘရင်တွေဟာအလွန်ချမ်းသာကြွယ်ဝကြပြီ။ရွှေကိုအစင်တစားလောက်မဟုတ်ပဲသုံးဆောင်ပစ္စည်းတွေမှာသုံးဆွဲကြတယ်။ရွှေခွက်နဲ့ရေတောက်တယ်၊ရွှေသားနဲ့စစ်တိုက်တယ် စင်တွေကိုတော့ရွှေချက်ဝက်တစားလေးစင်မြန်းပေးထားတာပါရုတ်တရက်ဟာတိတ်ကိုလှပလွန်ပါတယ်တိတ်ကိုကျွဲဝါလွန်လာပါတယ်ဒါပေမဲ့ရှေးလူကြီးတွေပြောတဲ့စကားတစ်ခုရှိပါတယ်တံမိုးကြီးလွန်တဲ့ယာရီဟာအန်နီယေကိုဖိတ်ခေါ်တတ်တယ်ဆိုတာပါပဲရုတ်တရက်ရဲ့ကျွဲဝါမှုဟာအိန္ဒိချင်းနိုင်ငံကြီးတစ်ခုရဲ့မျက်စိကျစရာဖြစ်လာခဲ့ပါအဲ့ဒီနိုင်ငံကတော့စစ်ပင်တွေထွန်းကားနေစေဖြစ်တဲ့မြန်မာနိုင်ငံပါပဲ1960ပြည့်လို့နှစ်တွေကမြန်မာနိုင်ငံမှာကုန်းမောင်းမင်းဆက်ထွန်းကားနေတဲ့အချိန်မှာ တောင်မင်းတရားကြီးဥဆောင်တဲ့မြန်မာစစ်တပ်ကအင်အားကြီးဆုံးချိန်ကိုရောက်နေပါတယ်။ရုဒ္ဓရနဲ့မြန်မာကြားကစစ်မီးဟာတငွင်းငွေကျွမ်းလောင်နေခဲ့တာကြားခဲ့ပါဘူး။တောင်မင်းတရားကြီးကိုယ်တိုင်ရုဒ္ဓရကိုဝန်းရံခဲ့ဘူးပဲမယ်။ကံမကောင်းစားနဲ့ပဲမြောက်ကြီးပောက်ကွဲမှုသို့မဟုတ်ရောဂါဝေဒနာကြောင့်လက်ရဆန်ခဲ့ရပြီးတက်ပြန်ဆုတ်ခဲ့ရပါတယ်။ရုဒ္ဓရဘီရင်ကတော့ထင်ခဲ့ကြပါဘူး။အားတို့မျိုးတော်ဟာဘယ်တော့မှမကြာဆုံးနိုင်ဘူး။အားတို့ကိုတရားမင်းကစောင့်ရှောက်နေရဆိုတာမျိုးပေါ့။သူတို့ဟာပေါ်ဆခဲ့ကြတယ် မြို့ရိုးကြီးတွေရေကျုံးကြီးတွေကိုအားကိုးပြီးတော့ပျော်ပါနေခဲ့ကြပါဒါပေမဲ့1965ခုနှစ်မှာကံကြမ္မာလဲပြောင်းဖြစ်လာပါတယ်မြန်မာပြင်ဆင်းပြူရှင်မင်းတရားကြီးနန်းတက်လာတဲ့အခါမှာတော့သူကခမဲတော်မလုပ်နိုင်ခင်တဲ့အလုပ်ကိုပြီးတတ်ဖို့ဆုံးဖြတ်လိုက်သူဟာတာမန်ဆဲပြင်တရားမဟုတ်ပါဘူးရေးပြူကတပတ်ကန်းခန့်ကျွမ်းကျင်တယ်လို့ပါဆင်းပြူရှင်ကမိန်တော်ချမှတ်လိုက်ရုဒိယကိုပြကြစီရရွှေမျိုးတော်ကိုငှားချင်ရောက်စီရ မြန်မာစစ်တပ်ဟာကြီးမားတဲ့မွေကြီးတကောင်လိုပဲတောတောင်တွေကိုဖျက်မြစ်တွေကိုကူးပြီးတော့ရုဒ္ဓရမျိုးစီကိုခြိတက်လာခဲ့ကြပါတယ်။ရောက်ဖက်ကနေတတက်တောင်ဘက်ကနေတတက်ညံဘူးညံပိတ်တိုက်ခိုက်မယ်ကနန်းလက်မဗျူဟာကြီးနဲ့ပါ။ရုဒ္ဓရမျိုးသူမျိုးသားတွေကတော့မသိရှာကြပါဘူး။သူတို့ရဲ့ရွှေရောင်မျိုးတော်ကြီးဟာမကြခင်မှာသွေးရောင်လွှမ်းတော့မယ်ဆိုတာကိုပေါ့။1966ခုနှစ်ရဲ့မိုးရသည့်တစ်ခုမှရုဒ္ဓရမျိုးကြီးရဲ့ပြင်ပမှာမြန်မာစစ်တပ်ကြီးကရောက်ရှိနေပါလား။ ူတို့ဟာမြို့ကိုချက်ချင်းမတိုက်သေးပါဘူး။ဆင်မြူရှင်မင်းတရားရဲ့အမိန်တိုင်းမြို့ကိုလေးဘက်လေးတန်းကပိတ်ဆို့ဝင်းရံထားလိုက်ကြပါ။ဒါဟာသမိုင်းမှာရှေးကြဆုံးဝိုင်းရံမှုတွေတဲ့ကတစ်ခုဖြစ်တယ်။ဇလေးလာကြဝိုင်းရံမှုကြီးပါပဲ။မြို့ထဲမှာတော့အချိန်တွေကတဖြည်းဖြည်းဆိုးရွားလာတယ်။ရုတ်တရက်ပြင်မဟာဓမယာဇာဟာနန်းတော်ထဲမှာပိတ်မိနေတယ်။စာပိုင်းမှာတော့မိုးရသည်ကြောင့်ရေကြီးလိမ့်မယ်။မြန်မာတွေရေတံမခံနိုင်ပဲပြန်ဆုပ်လိမ့်မယ်လို့သူတို့မျှော်လင့်ခဲ့ကြတာပါ။ဒါပေမဲ့မြန်မာစစ်တီတွေကနောက်ဆုတ်ခဲ့ပါဘူး။ သူတို့ကရေကြီးရင်တစ်ပင်ပေါ်တဲထိုးပြီးနေကြတယ်။လေတွေနဲ့ကင်းလဲကြတယ်။လေတွေပါစိုက်ပျိုးပြီးတော့ရိတ်ခါရှာကြတယ်။မြန်မာစစ်တပ်ရဲ့ဇွဲကိုရုတ်တရက်သားတွေရှော့တွက်ခဲ့ကြတာပါ။လားတွေကြာလာတဲ့ခါမှာတော့ရွှေမျိုးတော်ကြီးကငရဲကန်းအဖြစ်ပြောင်းလဲစားပြုတ်လာပါတယ်။မြို့ထဲမှာအစာရေစာပြက်လက်လာတယ်။ကူးဆက်ရောဂါတွေပြန်ပွားလာတယ်။တစ်ချိန်ကရွှေကွက်နဲ့ရေတောက်ခဲ့တဲ့တထေးတွေကထမင်းတလုံးတဲ့ရွှေတွေပုံပေးပြီးတောင်းမှန်တဲ့အချီနီတွေကိုရောက်ရှိလာပါတယ်။လမ်းမတွေပေါ်မှာလူသေးလောင်းတွေပုံနေပေမဲ့ ဘယ်သူမှမမြုံနဲ့နိုင်ကြတော့ဒါပေမဲ့ဒီလိုပင်ရမလာတွေဖြစ်နေတဲ့အချိန်မှာပဲနန်းတော်ရဲ့အတွင်းပိုင်းတနေရာမှာတော့လို့ဝက်တဲ့လှူရှားမှုတစ်ခုတိတ်တဆိတ်စတင်နေပါတယ်မြို့မကြမီရပ်ပိုင်းလိုကဘရင်နဲ့မူးမန့်တွေကမြို့ကြီးကြတော့မယ်ဆိုတာကိုကြိုသိလိုက်ပါတယ်သူတို့မှာရွေးချယ်စရာနှစ်လမ်းပဲရှိတယ်နံပါတ်1ဒီရွှေတွေရတနာတွေကိုမြန်မာတွေလက်ထဲကိုထည့်ပေးလိုက်မလားနံပါတ်2ဒါမှမဟုတ်ရင်နောက်တစ်ချိန်ပြန်ယူဖို့အတွက်လို့ဝက်မြုံနှံထားခဲ့မလားသူတို့ဒုတိယလမ်းကိုရွေးချယ်ခဲ့ကြပါတယ် မျက်နှာတကောင်ချိန်တွေမှာယုံကြည်ရတဲ့စစ်တီတချို့နဲ့ဘုံကြီးတချို့ဟာဝက်ဝါချာဗရဏဝက်မဟာသတ်လိုမျိုးရေးကြီးတဲ့ဇေဒီကြီးတွေရဲ့မြေရောက်ခန်းတွေစီကိုတွားရောက်ခဲ့ကြတယ်။သူတို့ဟာရွှေစင်းလူတော်တွေရွှေသားရှိမင်းမြောက်ဒဇာတွေဗဒံများစိန်ကြောက်တံဗရံများတွေကိုတစ်တာတွေနဲ့ထဲပြီးတော့မြေရောက်ခန်းတွေထဲကိုတည်သွားကြပါတယ်။ဒါဟာတာမန်ပစ္စည်းတစ်ခုကိုတင်းတာမဟုတ်ပါဘူး။ရာဇဝင်တွေအရရတနာတွေကိုမြှုပ်နှံပြီးတဲ့အခါမှာသူတို့ကကြောက်မက်ဖွယ်ကောင်းတဲ့စီရင်တစ်ခုကိုလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒါကတော့စောက်ရှောက်မဲ့ဝိညာဉ်တွေကိုတာဝန်ပေးရခြင်းပါပဲ။သစ္စာရှိတဲ့စਿੱတီတချို့ဒါမှမဟုတ်ရင်ကျွန်တချို့ကိုယတနာတွေနဲ့အတူရှင်လက်လက်ပိတ်လောင်ခဲ့တာလား။ဒါမှမဟုတ်သွေးနဲ့ဂျင်းစာတိုက်ခဲ့သလားဆိုတာကတော့ဒီနေ့ထိမဖြေရှင်းနိုင်သေးတဲ့ပုံစံပါပဲ။သူတို့ရဲ့ဆူတောင်းကတော့တခုတည်းပါ။ဒီရွှေတွေဟာအယုဒ္ဓယာရဲ့သွေးတွေဖြစ်တယ်။တိုင်းပြည်ပြန်လဲထူထောင်မယ်မင်းကောင်းမင်းမြတ်ပေါ်လာမှသာတကားပွင့်ပါစီ။ပိုင်ရှင်မဟုတ်တဲ့လူကယူွားလို့ရှင်ဘေးဥပတ်တင့်ပါစီဆိုပြီးဂျိန်စာတိုက်ခဲ့တာပါ။ အဲဒီနောက်သူတို့ကအုတ်ဂူတွေကိုပိတ်ပြီးတော့မြေကြီးနဲ့ဖုံးအုပ်ပြီးဘာမှမရှိခဲ့တဲ့လိုမျိုးဟန်ဆောင်နေခဲ့ကြတယ်1968ခုနှစ်ဧပြီလ9ရက်နေ့အင်္ဂါနေ့ညနေခင်းဟာအယုဓယာရဲ့နောက်ဆုံးနေ့ပါပဲမြန်မာတပ်တွေဟာမြို့ရိုးအောက်ကနေဥမင်လိုင်းကောင်တူးပြီးမီးရှို့လိုက်တဲ့အတွက်မြို့ရိုးကြီးကပြိုကျသွားခဲ့ပါတယ်အဲဒီပြိုကျတဲ့နေရာကနေမြန်မာစစ်တီတောင်းပေါင်းများစွာရေကာတာကျိုးသလိုမျိုးမြို့ရဲကိုဝင်ရောက်လာကြတာပါရွှေမြို့တော်ဟာတက္ကနာချင်းပါပဲမီးမြို့တော်အဖြစ်ကိုပြောင်းသွားပါတယ် န်းတော်တွေဖျားเจ้าကန်တွေစာကြီးတိုက်တွေအားလုံးမိဟုံးတောင်းနေတယ်မိတော့တွေဟာကောင်းကင်ကိုတော့နီးရဲသွားစီဆိုပါတယ်အဲ့ဒီညမှာအထင်ရှားဆုံးမြင်ကွင်းကတော့ဖျားစီတီတွေရဲ့ထိပ်ဖျားကရွှေတွေရေပျော်ကျလာတဲ့မြင်ကွင်းပါပဲမြင်းမြင့်သက်တွေရဲ့မှတ်တမ်းရဇေဒီဘော်ကနေရွှေရေတွေဟာဖျောင်းရေတွေလိုရေပျော်ပြီးတော့မြေကြီးဘော်ကိုစီးကျလာတာပါမြန်မာစစ်သားတွေကအဲ့ဒီရွှေတွေကိုခွာယူကြအေးချိုကြတဲ့ရုဒ္ဓရရဲ့နှစ်ပေါင်း၄၀၀တမန်ရမိကုန်းကိုကြီးချာမှာပြောက်ွယ်သွားခဲ့ရပါတယ် ။ဘရင်မဟာဓမရာဇာကလည်းထွက်ပြေးစာရေးစာငတ်ပြတ်ပြီးတော့တည်ဆုံးခဲ့ရပါတယ်။တချို့ကလည်းတနတ်ထိမှန်တယ်လို့ဆိုပါတယ်။မိသားစုတွေကွဲကွာပြီးပြည်သူ၃000လောက်မြန်မာပြည်ကိုဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။မြို့ကြီးဟာလူသူကင်းမဲ့တဲ့တုတ်တန်တစားပြင်ကြီးလိုမျိုးကျန်ရစ်ခဲ့ပါတယ်။စစ်ပွဲပြီးသွားတဲ့အချိန်မှာတော့မြန်မာစစ်တပ်ကပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ရုတ်တရက်ဟာခြုံနယ်ပိတ်ပေါင်းနေကြမှာကျန်ရစ်ခဲ့တာပါ။အချိန်ကရွှေရောင်ဝင်းနေတဲ့မြို့ကြီးကအခုတော့ပုတ်ကျိုးအုပ်ပဲ့တွေနဲ့တောအုပ်ကြီးလိုဖြစ်နေပါပြီ ဒါပေမဲ့မြန်မာတွေယူမသွားနိုင်ခဲ့တဲ့မီးလောင်တိုင်းသွင်းမခံခဲ့ရတဲ့အရာတစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့ဝက်ဝရချာဘူရာနာဖျားကြီးရဲ့ချီးရင်မြေရောက်ဆယ်ပေလောက်กว่าမှာလက်တစိတ်အိတ်ဆက်နေတဲ့ရွှေရနာတစ်တာတွေပါပဲ။အပေါ်မှာစစ်ပွဲတွေဖြစ်နေတုန်းကလည်းသူတို့ရှိနေခဲ့တယ်။မြို့ကြီးမီးလောင်နေတုန်းကလည်းသူတို့ရှိနေတယ်။နှစ်တွေရာချီကြာသွားပြီးတစ်ပင်ကြီးတွေကဇေဒီကိုဝါမြူလိုက်တဲ့အချိန်ကသူတို့ရှိနေတုန်းပါပဲ။သူတို့ကိုစောက်ရှောက်နေတဲ့ဂျင်စာကတော့မျက်လုံးဖွင့်ပြီးစောင့်ကြည့်နေတုန်းပါ။ ဘယ်သူလာဖွဲ့မလဲဘယ်သူကိုတားကောင်ဖြစ်ယူရမလဲဆိုတာကိုပါဒီလိုနဲ့1958ခုနှစ်ထိနှစ်ပေါင်း190ကျော်ဒီလိုဝက်ချက်ကြီးဟာကမ္ဘာလောကနဲ့ဆက်သွယ်ပြတ်နေခဲ့ပါတယ်နှစ်ပေါင်း200ကြာပြီးနောက်1958ခုနှစ်ရောက်တဲ့အချိန်မှာငြိမ်သက်နေတဲ့ရုဒ္ဓယာမြေကြီးဟာတဖန်ပြန်ပြီးတော့လှုပ်ရှားလာခဲ့ပါတယ်